အင်တာမီလန်အသင်းဥက္ကဋ္ဌဖြစ်သူဘီဘီမာရတာက၎င်းတို့အသင်းအနေနဲ့ချန်ပီယံလိဘောလုံးပွဲမှာ PSG အသင်းကိုမရှင်နိုင်ခဲ့ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။အင်တာမီလန်အသင်းဟာမေ31ရက်ကကစားခဲ့တဲ့ချန်ပီယံလိဘောလုံးပွဲစမှာပြည်သစ်ထိပ်သီး PSG အသင်းကိုမရှင်နိုင်မယ်။ပွဲပြီးမှာ၅ဂိုးပြတ်နဲ့ဂိုးပြတ်ရှုံးနေခဲ့ပါတယ်။ဒါကြောင့်ဒီပွဲစဉ်ပြီးမှာအင်တာမီလန်ဥက္ကဋ္ဌဘီဘီမာရတာက PSG အသင်းကိုလုံးဝမရှင်နိုင်ခဲ့ကြောင်းဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ဘီဘီမာရတာကကျွန်တော်တို့အတွက်အနှုတ်သဘောဆောင်တဲ့ပွဲတစ်ပွဲပါပဲ။ ပြန်ပြတ်အတင်းကနေရာတိုင်းမှာကျွန်တော်တို့ထက်တန်လွန်ခဲ့ပါတယ်။ဒီတော့ကျွန်တော်တို့အနေနဲ့သူတို့ကိုခုံပြူပါတယ်။ချန်ပီယံလိဘောလူဝဲမှာရှုံးနေခဲ့ပေမဲ့ကျွန်တော်တို့ရဲ့သဘောထားကတော့မပြောင်းလဲပါဘူး။ဒါပေမဲ့အတင်းကိုမြူနစ်အထိလာရောက်အားပေးကြတဲ့အတင်းပရိသတ်တွေကိုတော့ကျွန်တော်တို့တောင်းပန်ပါတယ်လို့ပြောကြခဲ့ပါတယ်။အင်တာမီလန်အသင်းဟာနောက်ဆုံး300ဒီအတွင်းချန်ပီယံလိဘောလူဝဲကို2ကြိမ်တက်ရောက်ခဲ့ပေမဲ့2ကြိမ်ရှုံးနေခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ2023ရာသီမှာမန်စီးတီးအသင်းကိုတကောကိုမရှိနဲ့ရှုံးနိုင်ခဲ့တာဖြစ်ပြီးအခုရာသီမှာလည်း PSG အသင်းကို၅ဂိုးပြတ်နဲ့ရှုံးနိုင်ခဲ့တာဖြစ်ပါတယ်။